ားလုံးပဲမင်္ဂလာပါမင်းနဲ့ဒီတာ page ကမေပါ မေဒီနေပြောချင်တာကပေါ့နော်အခုနောက်ပိုင်းမှာတော်တော်များများသွားရဖို့ဂျပန်သွားရဖို့အတွက်ကိုပေါ့နော်သွားရဖို့ကပဲအရေးကြီးတယ်ဘယ်အလုပ်ကအင်တာဗျူးအောင်တာမြန်လဲပေါ့နော်အဲ့ဒီအလုပ်ကိုအင်တာဗျူးဝင်ဖြစ်မယ်ဝါသနာပါတီဖြစ်စေမပါတီဖြစ်စေလောက်တက်တီဖြစ်စေမလောက်တက်တီဖြစ်စေဒီအလုပ်ကိုအင်တာဗျူးဝင်ဖြစ်မယ်ဘာလို့တော့ဆိုတော့ဒီအလုပ်ကအင်တာဗျူးအောင်တာမြန်လို့ဆိုတဲ့သူတွေအရန်များလာတယ်ပေါ့နော်တကယ်တမ်းကလေကိုကအရှိကိုတွေးရတယ်ပေါ့နော်ဘာလို့မေးအဲ့လိုပြောတော့ဆိုလို့ရှင်ဟိုဘက်ရောက်သွားပြီးတော့မှဒီဘက်မှာအင်တာဗျူးအောင်တာမြန်လို့ဆိုရရအလုပ်တွေနဲ့ဝင်ဖြစ် ြီးဟိုဘက်ရောက်သွားပြီးတော့မှတကယ်ကိုနဲ့မအပ်ဆက်လို့ကိုနဲ့အဆင်မပြေလို့အရန်ပင်ပန်းလို့ဒုက္ခရောက်နေတဲ့သူတွေအများကြီးရှိရဲပေါ့နော်။မင်းအရင်တုန်းကလည်းဗီဒီယိုနဲ့ဒီကိစ္စကိုပြောပြရဲပေါ့နော်။အဲ့တော့ကျတော့ကိုကမသွားခင်တည်းကအင်တာဗျူးအောင်တာမြန်နေအန်တီရရအလုံးနဲ့ပဲသွားမယ်ဆိုတော့အတွေးမျိုးမထည့်ပဲနဲ့ကိုကကိုအကျမ်းမရင်းနဲ့ကြိုက်နေတဲ့အလုံးမျိုးလားကိုနဲ့အဆင်ပြေမဲ့အလုံးမျိုးလားကိုရေရှည်လုံနိုင်မဲ့အလုံးမျိုးနဲ့အလုံးမျိုးလားဆိုတာကိုတွေးပြီးတော့မှပဲ ကိုနဲ့အဆင်ပြေတယ်ဆိုတော့မှပဲကိုကဒီအင်တာဗျူးကိုဝင်ဖြေသင့်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုဟိုဘက်ရောက်သွားတော့မှဒါအခက်တွေ့နေတဲ့လူတွေဒုက္ခရောက်နေတဲ့သူတွေတပုံရင်းရှိတယ်ပေါ့နော်။အဲ့တော့ကျတော့ကိုသွားမဲ့အလုပ်ကိုတည်တည်ချာချာရွေးချယ်ပါတချို့ညီမလေးတွေရှိရပေါ့နော်ခိုင်ကော်ကိုအင်တာဗျူးအောင်တာမြန်လို့ဆိုပြီးတော့ခိုင်ကော်ကိုရွေးချယ်ပြီးတော့ခိုင်ကော်နဲ့သွားတယ်ဟိုရောက်တော့မှဒါအဖိုးပွားတွေရေပေါ့နော် ဒီအညစ်အကြေးတွေခံရတာမျိုးတွေရှိတယ်။အဲ့ဒီအချိန်မျိုးမှာတို့အနံ့မခံနိုင်လို့မလုံနိုင်လို့ဆိုပြီးတော့အလုပ်ပြောင်းရတဲ့သူမျိုးတွေလည်းအများကြီးရှိပါတယ်။အဲ့တော့ဒီဘက်မှာတဲ့က ကိုနဲ့အစဉ်ပြေမဲ့အလုပ်ကိုတည်တည်ချာချာရွေးချယ်ပြီးတော့မှပဲသွားစီချင်ပါတယ်တချို့ဆိုလို့ရှင်ပေါ့နော်ဟိုတစ်ခေါက်ကမေအကိုတယောက်စီကနေမိကြဘူးတယ်မွေးမြူရေးခေါင်းစဉ်နဲ့ပေါ့နော်မွေးမြူရေးအလုပ်ဆိုပြီးခေါ်တယ်ဟိုရဲ့ရောက်တော့ကျတော့တရိတ်ဆန်နေတက်ကြတယ်လို့မိကြတယ်ပေါ့နော်အဲ့လိုအလုပ်မျိုးတွေလည်းရှိတယ်အဲ့တော့ကျတော့ကိုကကိုဝါသနာပိုင်းအလုပ်မျိုးကိုပဲဝင်ဖြစ်ပါပြီးတော့ကျတော့အဲ့ဒီအလုပ်မှာဘာတွေလုပ်ရမှာလဲဆိုတော့ကိုပဲကိုကတည်တည်ချာချာအေဂျင်စီကိုရောအလုပ်ရှင်ကိုရောတည်တည်ချာချာမေးတင်ပါတယ် ဥပမာခိုင်းခေါ်ဆိုလို့ရှင်များသောအားဖြင့်အညစ်အကြေးကံရမှာဖြစ်ပါတယ်ဒါအညစ်အကြေးမကင်ရဘူးဆိုရင်တော့မပဲပေါ့နော်ဒါကမလွဲမသွေးပေါ့နော်တခုခုလိုအပ်လာသေးရှိတော့ကိုယ့်ဘက်ကနေမဖြစ်မနေကင်ရမယ်နေရာမျိုးတွေဖြစ်လာပြီဆိုလို့ရှင်ကိုကကင်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုခိုင်းခေါ်ဆိုလို့ရှင်ဒါအညစ်အကြေးပိုင်းဆိုင်ရာကင်ရမယ်ဆိုပြီးကိုကတွေးပြီးတော့ကိုနဲ့အဆင်ပြေရဲဆိုတော့မှဝင်ဖြေပေါ့နော်အဲ့လိုမျိုးအလုပ်တိုင်းကိုတွေးပြီးတော့ဝင်ဖြေစေချင်ပါတယ် ဲ့တော့မေအနှစ်ချုပ်အနေနဲ့ပြောချင်တာကပေါ့နော်အင်တာဗျူးအောင်တာမြန်နေဆိုတိုင်းပေါ့နော်ဟိုကိုနဲ့အက်ဆက်တီးလားမအက်ဆက်တီးလားမသိဘူးနဲ့ဒါအလုပ်တိုင်းကိုဝင်မဖြေစေချင်ဘူးပေါ့နော်ကိုဘာသာကိုဒီဘက်မှာအလုပ်ချမ်းလောက်ထားတီးမှန်ရင်တော့မှပဲပေါ့နော်ဟို အလောက်ကျန်းလောက်တဲ့လူဖြစ်လို့ဘယ်အလုံးမစိုးကိုကတော့ခံနိုင်ရရှိမှာပဲဆိုပြီးတွေးသွားရင်တော့မှာပဲဒါကနီးပညာပိုင်းဆိုင်ရာကမတူဘူးပေါ့နော်ဟိုဘက်ရောက်သွားရင်ဟိုဘက်ကလောက်တဲ့ system တွေကမတူတာဖြစ်တဲ့အတွက်ကိုပေါ့နော်ကို့အနေနဲ့ကိုဒီဘက်မှာလောက်ခဲ့တဲ့အလောက်အတိုင်းကိုဟိုဘက်ရောက်ရင်လောက်ကမှာပဲဆိုတဲ့ပုံစံတော်တော်မကြီးတွေးသွားလို့မရအောင်ပေါ့နော်ဥပမာကဟိုဘက်ရဲ့ လောက်တဲ့နီးစနစ်ဆိုတာရှိသေးတယ်ပေါ့နော်အဲ့တော့ဘယ်အရာမှတော့စိတ်ကူးနဲ့လက်တွေတစ်ထက်တည်းမကြဘူးပေါ့နော်စိတ်ကူးနဲ့လက်တွေတစ်ထက်တည်းကြတာဆိုလို့ရှိရင်ဒါရုပ်ရှင်နေရမှာပဲရှိရဲပေါ့နော်အဲ့တော့ကျတော့ကိုကိုသွားမဲ့အလုပ်ကို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 ချစ်တယ်ဆိုလို့ရှိရင်ကာယကရှင်ဖြစ်တဲ့ကိုကိုကလောက်ပါမှာပေါ့နော်အဲ့တော့ကိုကိုကိုချစ်ဖို့တော့လိုတယ်အဲ့တော့ကျတော့ကိုနဲ့ကိုက်ညီမှုရှိလားကိုချမ်းပါရင်နဲ့ကိုက်ညီမှုရှိလားအစဉ်ပြေနိုင်လားကိုရေရှည်လုံနိုင်တဲ့အလုပ်မျိုးလားဆိုတော့ကိုတည်တည်ချာချာရွေးချယ်ပြီးတော့မှပဲသွားစီချင်ပါတယ် ဲ့ဒါလေးကိုမေးဂျပန်သွားမဲ့သူတိုင်းပေါ့နော်အင်တာဗျူးဖြေတော့မဲ့သူတိုင်းအလုပ်ရွေးချယ်တော့မဲ့သူတိုင်းပေါ့နော်သိရအောင်လို့ဗဟုသုတအနေနဲ့မေးပြောပြတာဖြစ်ပါတယ်အကြံပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အားလုံးပဲအဆင်ပြေကြပါစေမေးနဲ့ဒီတာ page ကမေးပါရှင့်ကျေးဇူးတင်ပါတယ်